ီရင်ဒီမှာတိုက်ပွဲပြင်းထန်၍ဖရူဆိုထားလဲနန်ဖဲဘောလခဲလန်ကိုအသုံးမပြုကြရန် KNDF အမိန့်ထုတ်ပြန် KNDP ဖရူဆိုမြို့နယ်တွင်စစ်ကောင်စီတပ်များထိုးစစ်ဆင်လာသည်ဖြင့်ဖရူဆိုထားလဲနန်ဖဲဘောလခဲလန်မှရီပေါ်တွင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်းကရင်ဒီမျိုးသားကာကွယ်တပ် KNDF ဘ ਹੁ ဌာနကဒီကနေ့ဒုဝမ6ရက်မှာအရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ပါတယ် ယမန်နေ့ညနေပိုင်းကထုတ်ပြန်ခဲ့တဲ့အဆိုပါသတိပေးချက်မှာဖရူဆိုထားလဲနန်ဖဲလမ်းမကြီးပါဝင်လမ်းမကြီးပေါ်ဖြတ်တန်းရတဲ့လမ်းကွဲအလုံးကို2025ခုနှစ်နိုဝင်ဘာ6ရက်မနက်6နာရီမှစပြီးရက်အကန့်အသတ်ရှိပိတ်ထားပါမယ်။လုံးဝသွာလာခွင့်မပြုလို့အတိအလင်းဖော်ပြထားပါတယ်။ယခုလနိုဝင်ဘာ3ရက်မှစ၍မခရော၈ခြေရွာဘက်မှာစစ်ကောင်စီတပ်များ လက်မရည်အတိုင်းထားလဲဘက်သို့စစ်ကြောင်းထိုးလာရာကရင်ဒီတော်လှန်ရေးတပ်များနဲ့နေ့စဉ်ဤပါထိတွေ့တိုက်ပွဲဖြစ်ပွားနေပါတယ်။နံဖဲမှာတိုက်ပွဲအရန်ပြင်းထန်နေတယ်။စစ်ကောင်စီဘက်ကလူရင်အားလက်နက်ခဲယမ်းတွေဆက်မပြတ်ဖြစ်နေတယ်။မိုးပြဲရိုင်းကော်ဘက်မှာလည်းထပ်ဖြစ်နေတယ်သိရတယ်လို့ကရင်ဒီတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကဒီကနေ့ပြောပါတယ်။လက်ရှိအချိန်မှာဒီမော်ဆိုဖရူဆိုနဲ့ဘော်လခဲမြို့နယ်၃ခုကိုစစ်ကောင်စီတပ်များ အင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်နေသည်ဖြင့်ဒေသခံပြည်သူများအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမျိုးဖြစ်ပေါ်နေကြောင်းသိရပါတယ်။ KNDF အနေဖြင့်ပြည်သူလူထုဘေးကင်းလုံခြုံရေးအတွက်လမ်းပိတ်ထားခြင်းဖြစ်သည်ဖြင့်နားလည်လိုက်နာကြရန်အတိပေးထားပါတယ်ရှင်။